တရုတ်ရဲ့ဖိအားပေးမှုတွေအလွန်ကျူးမြင့်တက်လာပြီးနောက်ထိုင်းဝမ်နိုင်ငံမြို့တော်တိုင်ပေမှာလူကြုံရေးလက်ဆွဲဆောင်ဖြန့်ဝေထားပါတယ်ပြည်သူတွေအနေနဲ့တကယ်လို့တရုတ်ကနေပြီးတော့စီးရဲရကျူးကျော်တိုက်ခိုက်လာရင်ဘယ်လိုမျိုးကာကွယ်မလဲနောက်ပြီးတော့ဘယ်လိုမျိုးရှောင်ပုတ်မလဲအသက်ကြီးရွယ်တွေနဲ့ကလေးငယ်တွေအမျိုးသမီးတွေကိုဝန်ဆောင်မိခင်တွေဘယ်လိုရဘယ်လိုမျိုးရွှေ့မလဲဒါတွေကိုတိုက်တွန်းထားတဲ့အချက်တွေအကုန်လုံးပါဝင်တယ်လို့သိရပါတယ် ီစာအုပ်ကိုစနေမာလာမှာထုတ်ဖော်ပြသခဲ့ပါတယ်။ထိုင်းပြည်ကတကြီးပြောက်တွေကတော့လက်ဆွဲစာအုပ်ကိုလက်ခံရရှိပြီးမှပြည်သူပေါ်တုံ့ပြန်ပါတယ်။ဒေသခံတွေကတော့တရုတ်ဟာအတော်လေးကြောက်စရာကောင်းတယ်။သူတို့ကထိုင်းဝမ်ကိုအချင်းကြကြီးချင်းချောက်ခဲ့တာ။ဒါကထိုင်းဝမ်သားတွေကိုတော်တော်လေးကိုစိတ်ဖိစီးစေတယ်လို့ပြောပါလေ။လက်ဆွဲဆောင်တို့လုံးကတော့မဖတ်သေးဘူးလို့ပြောပါလေ။ထိုင်ဝမ်ကြီးတဲ့လုံချုံအရာရှိလင်ရွက်ဖန်ကတော့တရုတ်ဟာဒေသတွေမှာပြည်ထနာရှာနေတာလို့ဆိုပါလေ တယုံနယ်တင်းမောက်မှုတွေမြင့်တက်လာတာနဲ့အမျှအစိုးရကကျွမ်းမော်ကအင်တော်စုတန်းစီပို့ပေးနေတဲ့ရက်ဘတ်ကောက်ွယ်ရေးလက်ဆွဲဆောင်တင်မိတ်ထူတွေကိုကိုယ်တိုင်ဝင်ငှနေပါလေလက်ဆွဲဆောင်တဲ့မှာနိုင်ငံသားတွေရရန်သူစစ်တီတွေနဲ့ရင်ဆိုင်ရရင်ဘာလို့ရမလဲဆိုတဲ့ညွှန်ကြားချက်တွေပထမဆုံးအကြိမ်ဖြစ်ပေါ်ဝင်ပါလေထိုင်ဝမ်ကလက်နက်ချဖို့တောင်းဆိုချက်တွေကမှားတယ်လို့ယူဆသင့်ကြောင်းလည်းအလေးပေးပြောပါလေထိုင်ဝမ်ပေါ်တရုတ်ရဲ့တိုက်ခိုက်မှုဟာဂျပန်ဆိုရစီကစီအေးတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်တာကအီချီကလွှတ်တော်မှာပြောပြီးတဲ့နောက် တရုတ်နဲ့ဂျပန်ကလည်းတင်းမာမှုတွေပုံမတွုံးမြင်လာတာပဲဖြစ်ပါလိမ့်တရုတ်ကအစင်ဒီဇိုင်းဆိုသလိုထိုင်ဝမ်ဟာမိမိတို့ရဲ့ပိုင်နဲ့ဆိုပြီးတော့မှတ်ယူနေတာပဲဖြစ်ပါလိမ့်ဒါကြောင့်ထိုင်ဝမ်အရေးနဲ့ပတ်သက်ရင်တော့ဘယ်နိုင်ငံကမှဝင်မစွတ်ဖက်ဖို့မပါဖို့တရုတ်ကပြင်းပြင်းထန်ထန်သတိပေးနေတာပဲဖြစ်ပါလိမ့်ထိုင်ဝမ်အရေးဂျပန်နဲ့ပုံမပြီးတော့တင်းမာခြင်းမှာတရုတ်ကကုလသမဂ္ဂကိုအရင်ဦးဆုံးသွားတိုင်ပြီးတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားပေါ်မကျင့်နှက်ဘူးလို့ဆိုပါတယ်။ထိုင်ဝမ်ရေလက်ကြားရေးမှာဂျပန်ကလက်နက်နဲ့ဝင်ရောက်စစ်ဖက်မှုစ조사ဝင်ဒါဟာရန်စကြွကြွတဲ့လုပ်ရည်လို့သတ်မှတ်မယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်မြန်မာကိုယ်စားလှယ်ကြီးဖူကွန်းကကုလတွေးမှုချုပ်အန်တိုနီယိုဂူဒါရက်စတီစာရေးသားပေးပို့ပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုမိမိပိုင်နဲ့ဖြင့်အခိုင်အမာဆိုထားပါတယ်။အော်တိုဘာလာကရာလူရလာခဲ့တဲ့တက္ကအီချီကထိုင်ဝမ်ကိုတရုတ်ကတိုက်လိုက်ရင်ဂျပန်ကဘလို့တုံ့ပြန်မလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးနိုဝင်ဘာလကပြောဆိုခဲ့ရမှာတန်တမာရေးအငြင်းပွားမှုစတင်ခဲ့တာပါ ဒီမှတ်ချက်စကားကတရုတ်ကိုအမြဲထွက်စေပြီးပြည်လျော်သိမ်းမှုတောင်းဆိုပေမဲ့ဂျပန်ကလည်းမယုံသိမ်းပါဘူးဒီချင်းမြောက်မှုကလက်ရှိနှစ်ဖက်လုံးမှာရှိတဲ့စီးပွားလုပ်ငန်းတွေပေါဝင်တဲ့ကုန်သွယ်ရေးစစ်ပွဲစီရုပ်ချီးအချိန်မြင့်တက်သွားပြီးနှစ်နိုင်ငံကြားကာလရှင်မီးပွားဖြစ်တဲ့အငင်းပွားနေပြည်နယ်ပတ်သက်ပြီးလည်းတင်းမာမှုပုံမနဲ့ဆိုင်သွားပါတယ်တရုတ်ရဲ့တပ်ကထိုင်ဝမ်ကိုပိတ်ဆို့ခြင်းဒါမှမဟုတ်တခြားလုပ်ရည်တွေပြုလုပ်ခြင်းကဂျပန်ရဲ့စစ်ရေးရတုံ့ပြန်မှုကိုစွပေးခြင်းဖြစ်လိမ့်မယ်လို့ထိုင်ဝမ်ကိုကာလရှင်ထောက်ခံသူတာကာအီချီကပြောပါတယ်တာကာအီချီရဲ့ဒီပြောဆိုချက်ဟာ အတိတ်ကတရုတ်ချင်းချောင်းမှုကိုစိုးရင်ကြောင်းသာဖော်ပြခဲ့ပူပြီးတုံ့ပြန်မယ်လို့တခါမှမပြောခဲ့ဘူးတဲ့သူမအရင်ခေါင်းဆောင်တွေတဲ့အဆင့်များစွာကြော်လွန်သွားပါတယ်တရုတ်ကစီးရင်နေထုတ်သုံးတာနဲ့စီးရင်ရေးယူတာတွေလုပ်လာရင်မိမိတို့ရဲ့အသက်ရှင်နေရေးကိုချိန်ချောက်တဲ့အခြေအနေဖြစ်လာပြီးကိုယ့်ကိုယ်ကိုကာကွယ်ရမယ်လို့တက္ကအီချီကပထမဆုံးလွတ်တော်ကိုလာရောက်မှုမှာတိုက်ခန့်နိုင်ငံရေးသမားတွေရဲ့မေးမြန်းမှုကိုရဲဝံ့ဖြေဆိုခဲ့ပါတယ်ဒီပြောဆိုချက်ကိုတရုတ်နိုင်ငံကြားရေးနဲ့ကာကွယ်ဝန်ကြီးဌာနတွေကချက်ချင်းကန့်ကွက်ပြီးပြန်ရုပ်သိမ်းမှုတောင်းဆိုပါတယ် နောက်သွင်းရကြတာကအီချီရဲ့အနာဂတ်ခံမှန်းအခြေအနေကိုမပြောဆိုတော့လို့လွတ်တော်ကိုပြောပြမိမဲ့သူမမချက်စကားကိုပြန်ယူသိမှုပေါ်ငင်းဆုတ်ထားစေဖြစ်ပါလိမ့်။